နိုင်ငံရေးကိုအကြောင်းပြပြီးတော့လှုပ်ရှားနေတဲ့လူတွေတိတ်ပေါ်များနေလို့ဘယ်သူပဲဝါလို့ကျွန်တော်မပြောဘူးသို့တော့ပမာပြီမာတော့နိုင်ငံရေးနဲ့လှုပ်ရှားနေတဲ့လူတွေများတယ်တချို့ကိစ္စတွေကြတော့ရှင်းလာတယ်ဗျအခုចောင်းသားလောကထဲမှာပါဆဒီနိုင်ငံရေးသမားဆိုတဲ့ပုံကိုယ်တွေဟာကလေးတွေစာမမှန်မတင်နိုင်အောင်ဖျောက်မင်းတို့တင်လို့လည်းဘာအကြောင်းမတူဘူးထွက်မင်းတို့ဘာ ပညာရေးစနစ်ကဘာဖြစ်တယ်ညာဖြစ်တယ်သွားကျောင်းမှာထွက်လာမာဘာမှလမ်းကြောင်းပြမင်းတို့အဲ့ဒီမှာဆန္ဒပြအာမင်းတို့ကျောင်းကနေမှမနေနဲ့တမကတွေဖွဲ့တမကဖွဲ့တာဆန္ဒပြတာကိုကျွန်တော်စန့်ကျင်တာမဟုတ်ဘူးဒါလူချင်းလို့ပဲဒါတွေလှုပ်ချင်လို့ပဲအဲ့ဒီဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကိုကျွန်တော်တို့တောင်းတခဲ့ရတာဒါကိုကန့်ကွက်တာမဟုတ်ဒါပေမဲ့စာတင်နေတဲ့ကလေးတွေအလုတ်ခွင်ထဲမှာမိဘကိုလှုပ်ချင်တဲ့ကလေးတွေစွဲထုတ်တာတော့ရင်းနာတယ်ဗျာ ဒီကလေးတွေဘယ်ချိန်ပညာသွားတယ်လဲအခုဆွဲထုတ်ပြီးတော့ခိုင်းရင်ဒီကလေးတွေကိုပြောတော့စကလုံးကတိတ်လာတာပဲအနာကရဲ့ခေါင်းဆောင်နေအဲ့ဒီအနာကရဲ့ခေါင်းဆောင်တွေကိုစာသင်ကန်းထဲကဆွဲထုတ်အပြင်မှာလမ်းပေါ်မှာအိုးဒီရောအော်ပြီးတော့ဘဝဖြည့်စည်ပြစ်ပြီးတော့အနာကရဲ့ခေါင်းဆောင် तू ကဘယ်လိုခတ်မှာတိုင်းပြည်ခေါင်းဆောင်မပြောနဲ့အရက်တဲမှာ ရွာမှာရက်ွက်တဲမှာအုတ်ချုပ်ရည်မှုရွေးတာတော့မှဘွေရမှာဆိုတဲ့စာကြီးခံထားတယ်ဒီကလေးတိုင်းပြည်ကောင်းဆောင်ဖြစ်ဖြစ်ဝင်နေတဲ့သာစိန်ကောင်းတော်မဖြစ်နိုင်တော့ဘူးစာမတင်ရရင်အဲ့တော့ကလေးတွေကိုစာတင်ကန်းတွေကဆွဲထုတ်တာမျိုးနိုင်ငံရေးထုတ်တယ်လို့ပြောရင်ကျွန်တော်သိရှင်းတာဘိုးကျော်အောင်ဆန်းအသက်32နှစ်မှာတိုင်းပြည်ကောင်းဆောင်ဖြစ်သွားတယ်ဘွေရတယ်ဗျတက္ကသိုလ်မှာ ပညာကိုတတ်အောင်သင်သွားတယ်။ဘယ်လိုဘိုးကျောင်းအောင်စန်းလိုတကယ့်အာဇာနီခေါင်းဆောင်မျိုးဟာဟာဒီကလေးတွေကိုစာသင်ခန်းထဲကဆွဲထုတ်ပြီးတော့စာမတက်ပေမတက်ဘဝရောက်ဘယ်တော့မှမလုပ်ဘူး။အဲ့ဒီလိုတော့လူကြီးတွေကလည်းလိုက်ပြီးတော့အတိလေးနဲ့ထိမ့်ပေးတင်တယ်။အဲ့ဒါကိုနိုင်ငံရေးလို့ကျွန်တော်မတင်ဘူး။နိုင်ငံဖျက်နေတယ်လို့စိတ်ထဲမှာတင်တယ်။တကယ့်နိုင်ငံရေးကဒါပဲဗျာ။ သူတို့ဒီခုနကျွန်တော်ပြောသလိုပဲစေရင်ကောင်းလည်းဖြစ်ချင်မှဖြစ်မယ်မျိုးနဲ့အုပ်ချုပ်ရေးမှုလည်းဖြစ်ချင်မှဖြစ်မယ်လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်ချင်မှဖြစ်မယ်တမရလည်းဖြစ်ချင်မှဖြစ်မယ်ဖြစ်ဖြစ်မဖြစ်ဖြစ်တိုင်းပြည်ထဲမှာလူငယ်တွေလူတွေဒုက္ခရောက်နေသူတို့မနေနိုင်ဘူးဟိုရန်ကုန်ကတကုံအရှိမျိုးနယ်မှာရေငတ်နေတာကိုကြိုက်မရောကနေပြီးတော့ရေသွားတိုက်ပြီးတဲ့စိတ်ပြ အဲ့ဒီလူတွေမှာအာဇာနီမခေါ်ရင်ကျွန်တော်တို့ကဘု து အာဇာနီတွားခေါ်ပြီဒါကြောင့်ဒီစာကြည့်လိုက်တဲ့မှာထဲချင်တဲ့လူထဲပါကျွန်တော်တို့လူငယ်တွေကိုလည်းအကုန်လုံးနောင်လာနောက်သားတွေကိုလည်းခေါ်ပြပေးပါခလေးတော်မှကြည့်ဟဲဒီပုံကိုယ်တွေဟာရရာမညတိုင်းဟာကြိုက်မေရောမြို့ရဲ့ဂုံကိုစွန့်ဆောင်ပေးနိုင်ခဲ့တဲ့အာဇာနီအစ်စ်တွေဖြစ်တယ် ဗမာပြည်ရဲ့အင်မတန်ဖိုးတန်တဲ့နိုင်ငံရေးသမားတွေဖြစ်တယ်ဆိုတာကိုစာကြည့်လိုက်လာသမျှလူအလုံးကိုလက်ညှိုးထိုးပေးပါလို့ပြောရင်းနဲ့ချိန်မျိုးမျိုးနေရစာပေဝါဒနာရှင်များအခုလို့စာကြည့်တဲ့ပညာလေးနဲ့ဆိုတဲ့စာကြည့်တဲ့လေးဖွင့်နိုင်တာကိုကျေးဇူးတင်လိုက်တာ